ဟေးနီကိုတော့ဒီတစ်ခါပြောပြမယ့်အကြောင်းအရာလေးကအပေါင်းအသင်းတွေကြောင်းမှာလူရဝင်ဆက်အောင်ဘလို့လုပ်မလဲဆိုတဲ့အကြောင်းပဲကြည့်ပါရဲ့ဒီခေတ်ကြီးထဲမှာလူချစ်လူခင်များမှလမ်းပွင့်မယ်ဆိုတဲ့ဇာတ်ကားရှိတယ်ဟုတ်ဒါဆိုဘလို့မျိုးလူမျိုးကအပေါင်းအသင်းတွေကြားလဲလူရဝင်တာလဲသူများတွေရဲ့အမြင်ထဲမှာဘလို့မျိုးလူမျိုးကတန်မိုးရှိတဲ့သူရှစ်တင်ရှိထိုက်တဲ့သူအဖြစ်မြင်ကြတာလဲပထမဆုံးအချက်ကဇာတ်ကားပြောတတ်ဖို့ပဲဇာတ်ကားပြောတတ်တယ်ဆိုတာဇာတ်ကားများတာမဟုတ်ဘူးနော် ကိုပြောတဲ့စကားမှာအကြောင်းအရာရှိဖို့စီလျော်ဖို့အချင်းကိုက်ဖို့နဲ့ပြောဟန်ဆိုဟန်လေးရှိဖို့ကအရေးကြီးဆုံးပဲကိုမတိတာကိုမပြောနဲ့ကိုတိတာကိုပဲယုံကြည်ချက်ရှိရှိနဲ့ပြောပါဒုတိယအချက်ကအကူအညီတောင်းတပါဟုတ်ပြီတခါတလေကိုကအရာရာကိုအကုန်တိတယ်အကုန်လှုပ်တတ်တယ်ဆိုပြီးမှန်ကြီးနေရင်ဘသူမှချင်းကက်ချင်မှာမဟုတ်ဘူးတခါတလေညီလေးဒါလီနဲ့နဲ့ကူညီပေးပါလားအကိုဒါလီပြီးရင်ပြောပါအောင်ဆိုတဲ့စကားလေးတွေက သူများကိုတင့်စီပိုဆွဲဆောင်နိုင်တယ်။တတိယအချက်ကနားထောင်တဲ့သူဖြစ်ပါစေ။လူတိုင်းကသူတို့ရဲ့ဇကာကိုနားထောင်ပေးမဲ့သူကိုကြိုက်ကြတယ်။ကိုကနားထောင်ပေးတတ်ရင်သူများပြောတဲ့အခါစိတ်ဝင်စားနဲ့နားထောင်ပေးတတ်ရင်လူတွေကတည်စီလာပြီးယဉ်နီးကြမယ်။စတုထအချက်ကအတ္တကြီးတာရှောင်ပါ။ကိုကိုကိုပဲအငဲရမချဲ့ပါနဲ့။ကိုအောင်မြင်မှုတွေကိုခဏခဏမပြောပါနဲ့။သူများရဲ့အောင်မြင်မှုကိုချီးကျူးတတ်သူသူများရဲ့ပျော်ရွှင်မှုကိုဝမ်းသာတတ်သူဖြစ်အောင်နေပါ။ ပြင်စမအချက်ကယုံကြည်ရသူဖြစ်ပါစေဂတိစကားမတည်တဲ့သူနှောက်ကြောပြန်ထိုးတတ်တဲ့သူကောဟာလောနီပြောတတ်တဲ့သူဆိုဘသူမှမယုံကြည်ကြဘူးကိုကယုံကြည်ရသူဖြစ်အောင်နေမှဆိုရင်လူတိုင်းကတင့်ကိုအရေးထားကြမယ်ဒီအချက်လေးတွေကိုတင်ချလေးမှတ်ထားပြီးလက်တွေ့အသုံးချကြည့်ပါကိုရဲ့ပဝင်ကျင်ထဲမှာကိုဟာတန်မိုးရှိတဲ့သူကောက်အဖြစ်ရက်တည်နိုင်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကြရင် like လေးနှုတ်မေးဖို့မင်းနီလို့မဖြစ်ဘူးနော် ကိုယ့်ရဲ့တငယ်ချင်းတွေကိုလည်း share ပေးပါ။နောက်လိုအပ်တဲ့အကြောင်းအရာပြီးရှိရင် comment မှာရေးခဲ့ပါ။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။ကျေးဇူးတင်ပါတယ်။